ားလုံးမင်္ဂလာပါကျွန်တော်အောင်3ဒီပါနော်အကောင့်တူပေါ်နေတော့ like ကိုအများကြီးမှတ်လွန်သေးဘူးပေါ့နော်ဘာလဲဆိုတော့အကောင့်တူကကျွန်တော်ဒီ live show ကိုပြန်ပြီးတော့ကူးယူပြီးတော့သူက like ပြန်သွင်းနေတဲ့လုံနဲ့အကောင့်တူကလှုပ်ရှားနေတာပေါ့နော်တော်တချိန်စာ4000နဲ့ကျွန်တော်ကာစီကုန်မှမသုံးပါဘူးနော်အခုမှဖန်ပြောင်းသွားရင်တော့မသိဘူး ဝိရရခဲ့တယ်ကျွန်တော်ပရိုဖိုင်ပုံနဲ့ကျွန်တော်နာမည်နဲ့အခုငယ်ထွေးအောင်အောင်ဆိုတဲ့ငယ်ထွေးဆိုတဲ့အဲ့ပရိုဖိုင်နဲ့ပုံနဲ့တူလောက်ပြီးတော့အကောင့်တူလောက်နေတော့ကျွန်တော်လက်ရှိုးနည်းနည်းလေးနည်းနေတာပေါ့နော်ဒါလည်းဆိုတော့ကြာလိန်ခံနေထိမှဆိုလို့ကိုယ့်ရဲ့အမာခံပြိတ်သက်တယ် ကျွန်တော်ဒီတပွဲလဲပြန်ကြပဲတကွာကောင်းထုတ်မှာပါနော်မမ်ဘာကတ်မှာမမ်ဘာကတ်ထုတ်မယ်တကွာကောင်းလဲရွေးမယ်မမ်ဘာကတ်မှာကျွန်တော်တို့ဒီအခုပြန်ကြကတော့ပြီးခဲ့တဲ့ပွဲကဂိုင်းတယ်လို့ပဲ legacy ပေါ့နော်အစိုက်တွေအများကြီးရနှစ်ကစီးရရှိရကျွန်တော်ကတော့အဲ့ဒီ legacy ထောက် legacy နဲ့ပြန်ကြကိုဖမ်းပြီးတော့နှစ်ကတ်နဲ့ပြန်ပြီးဖမ်းမယ်ကျွန်တော်ဒီ9 3 6မှာအာရှေအောင်ခဲ့တဲ့ပုံစံလိုပေါ့နော် 356မှာဘယ်လိုဖမ်းမလဲဆိုတော့ဒီ356မှာကျွန်တော်တို့အောင်ခဲ့တာကရှယ်ရောအောင်ခဲ့တယ်နံပါတ်မှာတကွက်ကောင်းအောင်ခဲ့တယ်ပေါ့အဲ့မှာဒီလိုပဲ366 366စောင်းထိုးတယ်သူ့ရဲ့နောက်မှာကြားတယ်ခဏကျွန်တော်93တွဲနှစ်ခတ်အတွဲခဏလည်းဖြစ်တယ်နောက်တစ်ခုကသူကဒီမှာကြာတော့ကလင်နာမှာနှစ်ခတ်စီပဲရှိတယ် 96နဲ့လို့ထောင်တယ်2.2လို့ကဏ္ဍတည်တယ်သူ့အပေါ်တပွဲကျော်ကဏ္ဍပြန်ကြတော့တုံညာ66ဆောင်းထိုးတယ်ဘေးကိုပြန်ကြတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်ဖမ်းမှာပေါ့နော်အခု36မှာကျွန်တော်တို့ဖမ်းခဲ့တာဒီမှာတုံညာ66လို့ဒီမှာဆောင်းထိုးတယ်သူ့ဘေးမှာကြမယ်35တွဲကဏ္ဍအဆန်ကြီးလဲတူလို့ပေါ့နော်အဲ့ဒီကဏ္ဍ96တော့ပြန်ကြအောင်ဖမ်းခဲ့တဲ့အချိန်သူကဒီမှာ96နှစ်လို့ထိစီတုံးလုံးထောင်ပြီးတော့2.2ကဏ္ဍတစ်ခုနဲ့ရိုက်ထားတာအဲ့ဒီအပေါ်တပွဲကျော်ကဏ္ဍကို 366ဆောင်းထိုးတဲ့ဘေးကိုကြဆိုပြီးတာနှစ်ကက်စီပဲရှိရတယ်။366ဆောင်းထိုးတာလည်းနှစ်ကက်ပဲရှိတယ်။96နဲ့ထောင်ပြီးနှစ်ခွနှစ်တဲတာလည်းနှစ်ကက်ပဲရှိတယ်။အဲ့တော့နှစ်ကက်စီချိတ်ဆက်ပြီးတော့အဲ့လိုပုံစံနဲ့ပဲကျွန်တော်မမ်ဘာတကွက်ကောင်းထုတ်ထားတယ်ပေါ့နော်။အဲ့တော့အခုငါကပြီးခဲ့တဲ့အချိန်ကကျွန်တော်တို့က၃လုံးအထောက်နဲ့ဖမ်းတယ်၄ကက်စီကိုဒီတစ်ပတ်ကို၄လုံးအထောက်နဲ့ပြန်ဖမ်းမယ်။ ဘာဖြစ်လဲနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့လို့ပြီးခဲ့တဲ့အချိန်ကခါထောင်သုံးလုံး30ဖြစ်ချင်းရအောင်ပထမဒုတိယဒုတိယမြောက်ခါထောင်သုံးလုံး30ဖြစ်ချင်းရအောင်မှာပြန်ကြပေါ့ဒီမှာပထမတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်ဒုတိယမြောက်ခါထောင်သုံးလုံး30ဖြစ်တဲ့အောင်မှာပြန်ကြပေါ့နော်ဒါအသုံးသက်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့66နှစ်မှန်ပါတယ်မှာအာအောင်သွားတယ်ကပ်ပေါ့အဲ့ဒီဒီမှာပထမတစ်ခါဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲလို့ပထမတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်ဒုတိယတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်သူ့ရဲ့အောင်မှာပြန်ကြတယ် ဲ့တော့ဒီမှာကလည်းနှစ်ဦးမှာခွန်ကုန်းနောက်တွဲလို့ခါထောင်သုံးလို့၁၀ဖြစ်တယ်။ဒုတိယမြောက်ခါထောင်သုံးလို့၁၀ဖြစ်တဲ့အောက်မှာကျွန်တော်ဒီမှာရခဲ့တယ်။အဲတုန်းကဘောပေါ့နော်။ရေကြီးကြီးရေကြီးနေတဲ့အချိန်ကြီးလိုင်းနေတောင်ပြတ်လို့ကျွန်တော်ဖုံးမဆေးရနေပို့ရတယ်။ဟာပေါ့။အဲတော့ဒါမှန်ပါတယ်မှာ6ဘူး6ကွက်10ကွက်ကိုဒီထဲမှာအောင်ခဲ့တယ်။အဲတော့ပြီးခဲ့တဲ့အချိန်ကကျွန်တော်ဆက်လိုက်တော့ဒီမှာခါထောင်သုံးလို့၁၀ဆိုတာပြန်မကြတော့ဘူး။တို့ပြီးမယ်အဲ့ဒီလိုင်းလေးကပဲကျွန်တော်ကအခုချိန်ရွေးထားရတာကတကွက်ကောင်း ပေါ့နော်ပြန်ကြပဲပြန်ကြကိုအဲ့လိုင်းကြီးရွေးတယ်ဒါပေမဲ့တကွက်ကောင်းကိုနှစ်ကစီးနဲ့ကျွန်တော်အဲ့ဒါကတော့ကျွန်တော်ဒီအဖွဲ့ဝင်တွေအတွက်ပဲထားရတာပေါ့နော်ဒါဆိုကျွန်တော်တို့လည်း membership မှရက်တည်လို့ရတာဟုတ်အဲ့တော့ဒီမှာနှစ်ဦးမှာအဲ့တော့နှစ်ဦးမှာဒီမှာခွန်ကုန်းနောက်တွဲအဲ့လိုင်းပဲဖမ်းမယ်ခွန်ကုန်းနောက်တွဲတယ်အဲ့ဒီနေ့ထဲမှာနှစ်ဦးခွန်ကုန်းနောက်တွဲလို့သူကနှလုံးပေါင်းကြီး6ယောက်အဲ့ဒီနေ့ထဲမှာခွာ6ရအောင်ပါခွာပေါင်း6ရအောင်ပါပြန်ကြကစားရတယ် ့ခွာ6နှစ်ဦးခွန်ကိုကနောက်တွဲကနှလုံးပေါင်းကြီး6ဖြစ်လို့သူကလည်းခွာ6ရဲ့အောက်မှာအဲ့ဒီနေထဲမှာပြန်ကြတကွက်ကစားတယ်ဘောနော်အဲ့တော့ကျွန်တော်ဒီမှာလဲတတိယကဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲပြီအဲ့ဒီကောင်ခွန်ကိုက6ဖြစ်လို့ဆက်ဆက်မှုရှိတယ်နော်ဒီမှာခွာ6ရဲ့အောက်မှာခွာပေါင်း6ရဲ့အောက်မှာပြန်ကြကစားတယ်ပြန်ကြ6လေးခု ြန်ကြပါနော်အဲ့တော့ဒီမှာလဲနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့တယ်သူကနှလုံးပေါင်းကြီး6ကြောင်ပဲအဲ့ဒီနှစ်ထဲမှာခွာ6ရဲ့အောက်မှာပြန်ကြကစားမယ်လေးကံမြောက်ပေါ့နော်ငါကိုတော့ပြန်ကြတယ်အဲ့တော့ဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့လို့အဲ့ဒီနှစ်ထဲမှာခွာ6ခွာအခုဒီမှာမှလာတာဒီမှာတော့နှစ်ဦးမှာနေတွဲသွားတယ်ပေါ့နော်တို့ပြင်မဲ့ခွာ6ဖြစ်တဲ့ကျွန်တော်တို့ကပြန်ကြကြလိုက်ရမှာခွာ6ဖြစ်တယ်အဲ့ဒီအောက်မှာ ပြန်ကြကစားမယ်အဲ့တော့ပြန်ကြဆိုရင်ကျွန်တော်မှပါပြန်ကြအကြိုက်ထုတ်ထားပါတယ်နော်ဒါပေမဲ့တကွက်ကောင်းကလည်းပြန်ကြကိုနှစ်ကစီးနဲ့ရွေးထားတယ်တကွက်ကောင်းဆိုင်ကတော့မှပါတယ်မှလိုက်လဲလွှင့်နေတော့လွှင့်ပေးပြီးပြီတနစ်ဆာမှပါတွေအတွက်ပါအခုအပတ်စင်မှပါတွေလည်းကျွန်တော်ပို့ပေးတာပို့ပြီးပြီတကယ်လို့တပတ်အပတ်စင်တကွက်ကောင်းကြိုက်တဲ့သူတွေအတွက်ကလည်းပြန်ကြရရပဲကျွန်တော်ထုတ်ထားတဲ့အတွက်ကြိုက်တဲ့ဆိုရင်ဒီချိန်စာတပေါင်းခွဲနဲ့လာဝီလို့ရတယ်ပေါ့နော် ထိုင်းရဆိုရင်ဘတ်150ပေါ့နော်၃ကျိစာဆိုရင်ဘတ်400မြန်မာပြည်ကဆို၃ကျိစာဆိုရင်4000ကျပ်ပေါ့နော်ဒါကအပတ်စဉ်တစ်ခွက်ကောင်းအနှစ်စဉ်ကျွန်တော်2020နှစ်ကတည်းကလိုင်းပေါ်စတက်လာတယ်မှန်ပါမအောင်တဲ့နှစ်ဆိုတာတော့မရှိသေးဘူးပေါ့နော်ဒါက power to all တချို့အရန်လေးရလဲအောင်နေပေါ့အဲ့တော့ပြီးဒီနှစ်ဆိုရင်ကျွန်တော်ဒီ63နောက်ထဲမှာ10ခွဲအောင်နေချားထဲမှာလွတ်သွားတဲ့ဟာဒီ public မှာပြခဲ့တဲ့68ခွန်းလို့3396လို့လဲ public မှာပြခဲ့တာပဲဟုတ်လား member ထဲမှာဒီ63နောက်တွေ10ခွဲအောင်နေ member account နဲ့တည်တံ့ပဲပေါ့နော်အဲ့မှာကျွန်တော်က share order ခွဲကောင်းထုတ်တာက369အဲ့မှာ3963အဲ့မှာသူက power လဲလွားတယ်အဲ့ဒီလိုပဲပြီးခဲ့တဲ့နှစ်ကလည်းဒီမှာ663 63နောက်တွေ10ခွဲဆိုပြီးတော့ကျွန်တော်က693ကိုတကွက်ကောင်းကင်တယ် ရှင်းသုံးခွာအခွာဆင်းဆိုပြီးတော့အဲ့ချိန်မှာသူနက်ခတ်လှန်သွားပြန်တယ်နော်အဲပြီးခဲ့တဲ့ကျွန်တော်ဒီတော့ဒီမှာအားလုံးကတော့သူဆယ်ခွက်လိုင်းပေါ့နော်အဲဒီမှာတော့ကတော့ကျွန်တော်တို့ကနံပါတ်ထဲမှာတီတန်က3 5 6နံပါတ်ထဲမှာတစ်ခွက်ကောင်းရှေးဩပေါ့နော်တစ်ခွက်ကောင်းအောင်ခဲ့တယ်ပေါ့နော်ဒါကတစ်ခွက်ကောင်းအပတ်ဆင်ဝယ်တဲ့လူတွေအဲ့ဘက်ကဝယ်တဲ့လူတွေကကန်ကောင်းသွားတယ်ပေါ့ကန်ကောင်းသွားတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကတော့ဒီလိုနီးစနစ်နဲ့ပဲကိုကရပူးပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့မှာ3 6 6ဆောင်းထိုးတာပေါ့ဖြစ် ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနှစ်နှစ်နဲ့ပဲလိုက်ပါတိုးတဲ့အချိန်ကျွန်တော်နှစ်ကက်ကရမယ်ကျွန်တော်နှစ်ကက်နဲ့ဖန်တာကိုသဘောကျတယ်လင်ငါကက်မွေးဆိုင်ဒီအထောက်ဒီနဲ့ရှာတယ်နှစ်ကက်တွေနဲ့ခွက်ခွဲကိုကိုကျွမ်းကျင်နေလိုက်ပေါ့နော်ကိုကြည့်နေကြလိုင်းနေရနှစ်ကက်တွေနဲ့ခွက်ထုတ်ပြီးတော့ဖန်နေရှာတယ်အဲ့တော့ကျွန်တော်ကဒီအောက်မှာခွာပေါင်း6အောက်မှာကျွန်တော်ပြန်ကြဆုံးမယ်တကွက်ကောင်းဘူးအဲ့တော့နံပါတ်မှာအကြိုက်ဆုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့ပြောချင်တာကဒီမှာပေါ့နော်လက်ဆောင်ခွန်9ခွန်တက်ထွက်တာကလည်းနံပါတ်3ပဲရှိတယ် အမခွန်9ခွန်တက်ထွက်တဲ့တကယ်နာမှာ3ခက်ရှိတယ်ပေါ့နော်ခွန်9ခွန်တက်ထွက်တယ်ဒီမှာလည်းခွန်9ခွန်လို့တက်ထွက်ပြီး3ခက်ရှိတယ်အဲ့ဒီခွန်9ခွန်လို့တက်ထွက်တာ ਨੇ သူ့ရဲ့နောက်တစ်နှစ်ကျော်မှာဘရိတ်ကူရဲ့ဘရိတ်ကူဘရိတ်3လို့ထတ်တဲ့ပေါ့နော်ဘရိတ်3ပုံတွေထတ်တာတခြားအထောက်တွေရှိသေးတယ်နော်အဲ့ဒီဘရိတ်ကူလို့ထတ်တဲ့ဒေါင်းမှာ ပြန်ကြเนาะပြန်ကြအဲ့ဒီဆိုရင်ကျွန်တော်တို့ကဒီမှာခွန်9ခွန်လို့ထွက်တာနဲ့နောက်တဲ့နှစ်ကျော်မှာပထမနှစ်ကမှာ6နှစ်တင်နဲ့ဆော့လို့ကျွန်တော်သဘောကျတာပရိတ်9သူ့အမှာပရိတ်3ပုံတွေခံထားတာပရိတ်3ပုံတွေထံတဲ့ဒီပရိတ်9ရဲ့ဒီတောင်းမှာပရိတ်6ပြန်ကြเนาะပရိတ်6ပြန်ကြအဲ့ဆိုရင်ကျွန်တော်ကဒီမှာ9နှစ်ခါ6တွေเนาะဆက်ဆက်မှုရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာ ခွန်ငါးခွန်ထွက်ပြီအပေါ်မှာဗရိတ်ကိုးတွေကြည့်ဗရိတ်ကိုးရအောင်မှသူကသုံးဗရိတ်ခံရမယ်ဆိုဒီမှာဗရိတ်ကိုးထွက်တယ်သုံးဗရိတ်မခံခဲ့ဘူးပေါ့နော်ဒီမှာဗရိတ်ကိုးထွက်တယ်သုံးဗရိတ်မခံခဲ့ဘူးဗရိတ်ကိုးတွေကျွန်တော်ရှာကြည့်မယ်ဗရိတ်ကိုးကဒီမှာလေးခွန်ရှစ်မှာတစ်ခါထွက်တယ်ဗရိတ်ကိုးဒီမှာတစ်ခါဒီမှာကြတော့အောက်မှာဗရိတ်သုံးလာထောက်ပြီနော်ဗရိတ်သုံးဒီကနန်းဒီကနန်းနဲ့ထောက်ချသွားမယ်ဗရိတ်သုံးဗရိတ်ကိုးလို့ထပ်တယ်ဒီတောင်းမှာကျွန်တော်တို့ကဒီမှာလည်းပြန်ကြအဲ့ဒါဆိုရင်သူ6ဗရိတ်ပြန်ကြ3ချက်အညီပေးမယ်ဆိုရင်နော်6ဗရိတ်ပြန်ကြနော်အဲ့တော့ ကြံနေပြန်ကြရလေထိုးလို့ရတယ်အဓိကကကျွန်တော်တို့ကဆိုလိုချင်တာကပြန်ကြအောင်ဆိုလိုမယ်ဒီပင်ငါးစရာလည်းပြန်ကြကဒီပရိတ်ကိုပရိတ်သုံးလို့ထောက်တယ်တောင်းတပင်ကျော်မှာပြန်ကြတယ်ခွန်ငါးခွန်တဲထွဲလို့အဲ့ဒီနေ့ထဲကပရိတ်ကိုရဲ့နောက်တစ်နှစ်ကျော်မှာဆောင်းတပင်ကျော်မှာပရိတ်သုံးပရိတ်ကိုလို့ထောက်တယ်ဒီဆောင်းမှာ36 36အပေါ်ကပြန်ကြခဲ့တယ်ပရိတ်6ပဲနော်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပရိတ်6ဆိုလို့တစ်ခွက်ပဲရှိတယ်။သူဒီလိုပုံစံတိုင်းပြေးသွားမယ်ဆိုရင်တော့ပရိတ်6ပြန်ကြပါဘော။ နော်အဲအဲ့တော့ကြိုက်တဲ့ဆိုရင်ထိုးလို့ရတယ်ကျွန်တော် ဖုန်းနံပါတ်ကတော့2925330091ဖြစ်ပါတယ်နော်အဲအဲ့ဒီမှာကျွန်တော်ဆက်သွယ်လို့ရပါတယ်ဖုန်းနဲ့အဓိကက YouTube channel ရညီကိုလေးလဲတင်ရင် ဖုန်းနံပါတ်ပြောတဲ့နေရာကိုကျွန်တော်ပအောင်လို့တင်ပေးပါနော်အခုကအကောင့်တူလဲပေါ်နေတယ်ကိုနံပါတ်နဲ့ခံပြီးတော့လောက်ထားနေရလဲပေါ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဖုန်းနံပါတ်ကိုပြောရခြင်းဖြစ်တယ် ောင်းဆိုဖုန်းနံပါတ်ကြီးတော့ကျွန်တော်ချမပေးတော့ဘူးဘာအောင်ဆိုတော့ YouTube နဲ့စီကန်းချက်နဲ့မကန့်ညီတော့ကျွန်တော် YouTube channel တွေယူတင်ရင်သူတို့အခက်အခဲဖြစ်မှာဆိုလို့ဖုန်းနံပါတ်မချတော့ဘူးဗဇက်ကပဲနှုတ်ကပဲပြောတော့မယ်ကျွန်တော်ဖုန်းနံပါတ်ကြီး3925933090ဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကိုကျွန်တော်ကအကျက်20ချိန်ကိုပြန်ကြတကွက်ကောင်းဆော့မယ်ပေါ့နော်ပြန်ကြနေအခုပြလိုက်တာ646ပေါ့ ခုပြလိုက်တာ646ကိုတော့ကျွန်တော်ဒဲပဲကြိုက်ပါတယ်နော်ဒဲအားဒါပေမဲ့တခြားပြန်ကြတွေလည်းဖြစ်သွားနိုင်ပါတယ်ဒါကကြိုက်တယ်ဆိုရင်တခြားပြန်ကြတွေကိုကကိုတခြားဆရာတွေတင်လာနေညင်ညင်ချိန်ချက်ထိုးရင်ထိုးပါနော်ကျွန်တော်ကတော့ member ရှိတဲ့အတွက်ကြောင့် member တကွက်ကောင်းကိုရွေးထားပါတယ်အဲဒီတော့ကျွန်တော်အခု member လူဟောင်းလူတစ်တွေ member ခေါ်ဆခေါ်နေပြီပေါ့နော်ဘာလဲဆိုတော့နှစ်ဆမှာဝုန်းကနေဝင်ကျွန်တော်တခြားဟိုးချန်တီချန်နေဖြစ်မှာဆိုတဲ့အတွက်အခုကလည်းညင်ခေါ်တယ် လူကကျွန်တော်အပြင်ကနေရောဒီမဘာမက်ဆန်ဂျာထဲမှာနေရောကကတူတဲ့နေရောကလူက၃ခါကျော်ရှိတယ်။အဲ၃ခါကျော်ရှိတဲ့အတွက်ဆိုတော့ကြတော့ဒီထဲမှာ280လောက်လာရှိတယ်။286ရလား။အပြင်မှာဖိတ်ပုံမသုံးဘူးဖုန်းနံပါတ်နဲ့ပဲ Viber နဲ့ပဲသုံးတတ်တဲ့မဘာဝင်နေလည်းရှိတယ်။အဲ့တော့အားလုံးခြုံရင်၃ခါကျော်တယ်။အဲ့ဒီ၃ခါကျော်ကနှစ်စဉ်100ကျော်200လောက်ကအနည်းဆုံးပြောင်းဝင်နေတဲ့အတွက်ကြောင့်နှစ်ဆက်မှာဆိုအဲ့ဒီလူတွေအများကြီးဝင်ရင် ဖို့ကြံဒီကြံနေဖြစ်မှာဆိုတော့အခုအတိုင်းလူခေါင်းနေဆိုရင်လေမန်ဘာတစ်နှစ်စာဘူးလူခေါင်းဆိုရင်တသိန်းတစ်တောင်ပဲယူတယ်ကျွန်တော်9000 9000 9000ကနေတက်လာတာပေါ့နော်2000 2000တစ်နှစ်ကိုတိုးယူတယ်ကုန်စည်လုံးတွေလည်းတက်တယ်ကလင်နာဖို့ပဲရှိပါတယ်နော်ကျွန်တော်တို့တစ်နှစ်ကိုကလင်နာအရွယ်ကြီး200 300ကုန်တယ်ကုန်လဲဆိုကလင်နာတစ်ရွက်ကို800 800အဲ့လိုပေးရတယ်အဲ့တော့အရွယ်ရည်200ဆိုရင်ကိုတသိန်း4000တော့ဖြစ်နေပြီ900လုံးနဲ့တွဲဟုတ်လားအဲ့တော့လူဟောင်းကိုကျွန်တော်တသိန်း4000နဲ့ပဲကျွန်တော်လည်းအများနဲ့မလို့ပေါ့နော်ကြိုက်တာ တယောက်ထဲနှစ်ယောက်ထဲဆိုကျွန်တော်အဲ့လောက်လည်းမလုပ်နိုင်ဘူးတသိန်းနဲ့တထောင်ပဲယူရဲလူသစ်ဆိုရင်နှစ်သိန်းပါเนาะနှစ်ဆမလောင်ဝင်လဲလူသစ်ကနှစ်သိန်းอ่ะဒီဒီအချိန်လက်လက်ကြချိန်အခမဲ့ရမယ်ဒီအချိန်မှလာဝင်ရင်လဲ2026တနစ်စာဝင်နှစ်သိန်းနဲ့ဝင်ဒီအချိန်လက်ကြချိန်အခမဲ့ရမယ်နောက်နှစ်နှစ်ဆမဝင်လဲလက်ကြနှစ်သိန်းရနှစ်သိန်းပဲပေါ့နော်အခုကြုံဝင်တော့ဒီလက်ကျန်၄ချိန်ကိုအခမဲ့ရမယ်ပေါ့နော်လက်ဆောင်ရမယ်အဲဒါဆိုရင်ထိုင်းရနေဆိုရင်ဘတ်၂ထောင်ပါနော် 第四手。